အမေအဖေကိုလှုပ်ကြွေးရင်ဘာပြန်ရမလဲဖုံဖုံတဲ့တန်ယုတ်တနိကေတာဂါထာဝကတန်ယုတ်ပါဠိတော်ဗျမနတန်ယုတ်ဥပတကဝတ်မာတုဘောတကတုံးမှာမိဘကိုလှုပ်ကြွေးတဲ့သားသမီးတွေဟာလက်ရှိပစ္စုပန်မှာလည်းပဲသူတော်ကောင်းတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးတေလွန်တဲ့အခါမှာလည်းပဲမျက်ရွာသူပတိတို့လာရောက်ရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်ဒါဟာမိဘကိုလှုပ်ကြွေးခြင်းကြောင့်ရရှိလာမိကောင်းကျိုးပဲဖြစ်ပါတယ် ဒါကအကျိုးအနေနဲ့ပြောတာပါအကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသာသမီရဲ့လို့ဖြစ်လာပြီဆိုရင်မိဘကိုပြန်ပြီးတော့လှုပ်ကြွေးရမှာကသာသမီတိုင်းရဲ့တမိုင်းပေးတာဝန်တစ်ခုဖြစ်ပါတယ်မိဘကိုလှုပ်မကြွေးဘူးဆိုရင်အဲ့ဒီလှုပ်မကြွေးတဲ့သာသမီကိုတုတ်တနိဘတ်ပါဠိတော်ဝတ္တလတုတ်မှာမြတ်စွာဘုရားကဘလို့ပြောထားသလဲဆိုရင်ယောမာတရံပိတရံဝါစေနကံကတယောပနံပဟုတံတော်နဗရတိတံစင်ညာဝတ္တလောဣတိ ယောနရောအကျဉ်သူသည်ဇိနကံအိုမင်းထသောကတယောဗနံပစ္စည်းမအရွယ်သို့ရောက်ထသောမာတရံဝအမေကို၎င်းပိတရံဝအဖေကို၎င်းဘဟုစွာနိုင်သည်တန်တော်ဖြစ်ပါလျက်နဗရတိမလုံကျွေးမပြုစုတန်ထိုသူကိုဝတ္တလောဣတိသူယုတ်မာဟု၍ဇညာတိယာဤလို့ခေါ်ကြတော်မူထားပါတယ်ဆိုလိုတာကမိဘကိုလုံမကျွေးဘူးဆိုရင်အဲ့ဒီလုံမကျွေးတဲ့သားသမီးကိုသူယုတ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် အကျိုးရသည်ဖြစ်စေမရသည်ဖြစ်စေသားသမီးရဲ့လို့ဖြစ်လာပြီဆိုရင်သူရုပ်မှမဖြစ်ဖို့အတွက်မိဘကိုလုံချွေးရမှာဖြစ်ပါတယ်နော်ဆရာတော်ကိုစွန့်ကပ်ဖို့အင်ကကြက်ကိုတတ်ပြီးစွန့်ကပ်ရင်အပြစ်ကြပါသလားဖရာတဲ့အပြစ်ကြတာပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်မရောပါနဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာအကုသိုလ်ရောမိပြီဆိုရင်အကျိုးပေးမစင်ကြဲတော့ပါဘူး မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်သောကပုတိကထတိတ်တအမိရှိတဲ့ယဟန္တာမထေကြီးတပါးရှိပါတယ်အဲ့ဒီမထေကြီးဟာယဟန္တာကြီးဖြစ်ပါရဲ့နဲ့အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာနှမှုစူးကြီးဖြစ်ခဲ့စဉ်တုန်းကနှက်တွေကိုဖန်တဲ့အခါမှာမိထားတဲ့နှက်တွေကိုကြိုတက်ထားမယ်ဆိုရင်ပုဂ္ဂိုလ်မှာဆိုတဲ့အတွက်ကြောင့်နှက်တွေရဲ့အတောင်တွေခြေထောက်တွေကိုချိုးထားပါတယ် တနေ့မှာရှင်ပိစေကဗုဒ္ဓဆွမ်းလာရက်တာကိုမြင်တဲ့အခါမှာနှစ်သားဟင်းနဲ့ဆွမ်းကပ်ပြီးတော့အရှင်ဖျားတို့သိအပ်သောတရားကိုသိရပါလို့ဤလို့ဆုတောင်းခဲ့ပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယဟန္တာအဖြစ်ကိုရရှိတော်လဲပဲမှတ်တွေကိုအတောင်တွေချိုး၆လောက်တွေချိုးခဲ့တဲ့အကုသိုလ်ကံကြောင့်အနာတွေပေါက်ပြီးပြင်းထန်တဲ့ဝေဒနာနဲ့ပြိဋိဘံဝင်ဆံသွားရပါတယ်ဒါဟာကုသိုလ်တွေကိုအကုသိုလ်ယောမိလို့ပဲဖြစ်ပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့နေရာမှာ လွတ်လွတ်ကျွတ်ကျွတ်ပြုပါအခုတို့မယောမိပါစေနဲ့နော်အရှင်ဖေယမေတ္တာရှိထားဖြည့်ချပေးပါအရှင်ဖေယငါးပါးသီလမလုံတဲ့သူကိုကြတော့တတ်မိရင်အပြစ်မဖြစ်ပဲအစ္စလမ်တွေနွားကိုတတ်တာကြတော့ဘာလို့အပြစ်ကြီးလိုက်ပြောနေကြတာလဲတဲ့ငါးပါးသီလမလုံတဲ့သူကိုတတ်မိရင်အပြစ်မဖြစ်ဘူးလို့ဘယ်ဆရာတော်ကဟောတာပါလဲဘယ်ဆရာတော်မှမဟောပါဘူးเนาะဟောတယ်ဆိုရင်လည်းပဲ အဲ့ဒီဟောတဲ့ဆရာတော်ကစာမတက်လို့ဟောတာပါ၅ပါးသီလလုံတဲ့သူကိုပဲဖြစ်ဖြစ်၅ပါးသီလမလုံတဲ့သူကိုပဲဖြစ်ဖြစ်တတ်မိမယ်ဆိုရင်အပြစ်ဖြစ်တာပါပဲသို့တော့၅ပါးသီလလုံတဲ့သူကိုတတ်မိရင်တော့အပြစ်ကြီးလေးပါတယ်ဥပမာတမတာကိုတတ်တာနဲ့တမန်အယတ်သားကိုတတ်တာပြစ်မှုကြီးတာသေးတာကွာတယ်လို့ပေါ့နော်အဲ့ဒီအတိုင်းပဲသီလရှိတဲ့ပုဂ္ဂိုလ်ကိုတတ်မိမယ်ဆိုရင်အပြစ်ကပိုကြီးပါတယ်ဒီသဘောကိုဟောတာပါနော် နားလည်မှုလွဲတာဖြစ်ပါလိမ့်မယ်နားလည်ပါစေเนาะဗုဒ္ဓဘာသာဝင်မဟုတ်တဲ့တခြားဘာသာဝင်တွေကိုဘယ်လိုမြင်ပါသလဲဆရာတော်တဲ့လူလို့ပဲမြင်ပါတယ်เนาะဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ် လူဟာလူပါပဲဆရာတော်ကလူမျိုးဘာသာ ခွဲခြားပါသလားတဲ့လူမျိုးဘာသာမခွဲခြားပါဘူးသို့တော့ဦးဇင်းတို့မြတ်စွာဘုရားက လူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိမ်းရမယ်လို့ဟောကြားထားတဲ့အတွက်လူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိမ်းပါတယ်။ဘာကြောင့်လဲဆိုရင်လူမိုင်းကအကုကိုဒုက္ခပေးပြီးလူကောင်းကအကုကိုကောင်းကျိုးပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်လူမိုင်းဆိုရင်ကိုယ်ဘာသာဝင်ပဲဖြစ်ဖြစ်တခြားမိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်မပေါင်းပါဘူး။လူလိမ္မာဆိုရင်တော့ကိုယ်ဘာသာဝင်ပဲဖြစ်ဖြစ်တခြားမိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ် ောင်းတဲ့မှာဖြစ်ပါတယ်နော်အရှင်ဖေရတတိတော်မကို ဖြေကြားပေးပါအောင်ဖေရငွေနေ့တောက်ကြတနင်းလာကေသာစံဖြက်မပြုတ်အပ်ဆိုတာတောက်ကြနေ့မွေးသူတွေတနင်းလာနေ့စံဖြက်ကောင်းလျှော်မပြုတ်လို့ရဘူးဆိုတာ ဟုတ်ပါသလားအရှင်ဖေရတဲ့ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတောက်ကြသားဖြစ်ပါတယ်တနင်းလာနေ့မှာစံပယ်ပါတယ်တောက်ကြသားသမီးများဟာတနင်္လာနေ့မှာစံရိတ်တာတို့သပင်ညှက်တာတို့လုပ်မယ်ဆိုရင် ဖျားရှင်ကိုပြိုင်တဲ့သဘောတက်ရောက်မှဆိုးတဲ့အတွက်ကြောင့်ရှေ့လူကြီးများကတောက်ကြတာသမီးများတနင်္လာနေ့မှာစံရိတ်တာတို့သပင်ညှက်တာတို့မလုပ်ရဘူးလို့တားမြစ်ထားတာဖြစ်ပါတယ်မဆိုင်ပါဘူးနော်ဘသူမှလည်းဖျားနဲ့လိုက်ပြန်ပြီးတော့စံချတာတို့သပင်ရိတ်တာတို့လုံးမမဟုတ်ပါဘူးဘယ်နေ့ပဲဖြစ်ဖြစ်မိမိနှစ်သက်တဲ့နေ့မှာစံရိတ်တာတို့သပင်ညှက်တာတို့လုပ်ကောင်းပါတယ်နော်ရိုသေးစွာရှောက်ထားအပ်ပါသည်ဖျားမရှင်းတာလေးတခုမေးလျှောက်ခြင်းလို့ပါ မြတ်စွာဘုရားနဲ့ယဟန်တာတွေဟာနိဗ္ဗာန်ဝင်ဆံသွားကြပြီတနည်းအားဖြင့်နိဗ္ဗာန်ကိုရောက်ရှိသွားကြပြီဆိုတဲ့သဘောဆိုတော့ဘုရားယဟန်တာတွေဟာနိဗ္ဗာန်မှာရှိနေကြတဲ့သဘောလားလူဘိန်းနားလေအောင် ရှင်းပြပေးတော်မူပါဘုရားတဲ့ဘုရားနဲ့ယဟန်တာတွေနိဗ္ဗာန်မှာရှိနေတယ်လို့စာအုပ်တအုပ်မှာရေးထားတာကိုဖတ်ဖူးပါတယ်လောကီစာရေးဆရာတွေဆိုတော့လည်းပဲစိတ်ထဲရှိတာကိုရေးတာပေါ့နော် နိဗ္ဗာန်ဒီဘုံဌာနမဟုတ်တဲ့အတွက်ကြောင့်နိဗ္ဗာန်မှာဖရာယဟန္တာတွေမရှိပါဘူးအကယ်၍နိဗ္ဗာန်ဒီဘုံဌာနတစ်ခုဆိုရင်မြတ်စွာဘုရားက30တဘုံလို့ဟောမှာမဟုတ်ပါဘူး32ဘုံလို့ပဲဟောမှာပါ30တဘုံလို့ဟောတာကိုကြည်တော်အားဖြင့်နိဗ္ဗာန်ဒီဘုံဌာနမဟုတ်ဘူးဆိုတာကိုထင်ရှားပါတယ်ကိလေသာကုန်ခံပြီးနောက်တစ်ခါပြန်မမွေးတော့ပဲဒုက္ခဆက်သိမ့်သွားတာကိုပဲနားလေလွယ်အောင်လို့နိဗ္ဗာန်ဝန်ဆံသွားကြပြီး နိဗ္ဗာန်ရောက်ရှိသွားပြီလို့ဆိုလိုခြင်းဖြစ်ပါတယ်နားလည်ပါစေနော်ဘာသာခြားတွေကဗုဒ္ဓဘာသာကိုစော်ကားတာကြောင့်ဆရာတော်ကတုတ်ပြန်တာကိုတိခံဖို့ပြောနေကြပါတယ်အများကြီးမဟုတ်ပါဘူးနှစ်ယောက်သုံးယောက်လောက်ကပြောတာပါဆရာတော်တဲ့ဦးဇင်းတို့လူဝတ်ကြောင်ဘဝငငယ်တုန်းကဥနီတိုးဆိုတဲ့တကကြီးတယောက်ရှိပါတယ်အဲ့ဒီတကကြီးကဦးဇင်းတို့ကိုနေတိုင်းနေတိုင်းတိခံဖို့တိခံခြင်းဟာအောင်မြင်ခြင်းဖြစ်ကြောင်း တိခန့်ခြင်းဟာမြတ်သောအကျင့်ဖြစ်ကြောင်းပြောဆိုဆုံးမပါတယ်။တနေ့မှာ သူ့မိန်းမနဲ့တခြားယောက်ျားတယောက်ရံဖြစ်တဲ့အခါမှာတစ်ဖက်ယောက်ျားကသူ့မိန်းမကိုတွန့်လှဲလိုက်တဲ့အတွက်ဦးနီတို့ဟာစိတ်မထိန်နိုင်ဖြစ်ပြီးအဲ့ဒီယောက်ျားကိုလက်သေးနဲ့ထိုးလိုက်တဲ့အခါမှာတစ်ဖက်ယောက်ျားဟာနှာနူရိုးကျိုးသွားပါတယ်။ဒါကိုမြင်တဲ့ဦးစင်းတို့ကဦးနီတို့ကျွန်တော်တို့ကိုကြတော့တိခန့်ဖို့ပြောပြီးဦးနီတို့ကြတော့ဘာလို့တိမခန့်တာလဲလို့မေးပါတယ်။အဲ့ဒီခါမှာဦးနီတို့က ငါကတီးခံဖို့ပြောတယ်ဆိုတာမင်းတို့အတွက်ပြောတာငါအတွက်ပြောတာမဟုတ်ဘူးတဲ့နော်ဒါကြောင့်တီးခံခြင်းဆိုတာဟာပြောရတာလွယ်ကူသလောက်လက်တွေ့ကျင့်သုံးဖို့ခက်ပါတယ်ဦးစင်းကိုတီးခံဖို့ပြောနေကြတဲ့လူတွေဟာသူတို့နဲ့သူတို့မိသားစုကိုမထိသေးလို့ပါသူတို့နဲ့သူတို့မိသားစုကိုထိကြည့်လိုက်ပါဥနီတို့လိုတုတ်ပြန်ပါလိမ့်မယ်နောက်ပြီးဦးစင်းတို့မြတ်စွာဘုရားကလည်းပဲခန္တီနဲ့ဘရကိုခွဲခွဲခြားခြားဟောပြခဲ့ပါတယ် ခန္တီဆိုတာကသီခန္တာကိုပြောတာပါဘယဆိုတာကကြောက်တာကို ပြောတာပါ မတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကို မတုတ်ပြန်ပဲနေတာဟာခန္တီဖြစ်ပါတယ်တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာဘယဖြစ်ပါတယ်ဒါကြောင့်ဥစဉ်ကိုသီခန္ဖို့ပြောနေတဲ့လူတွေကို ပြောကြင်တာကခန္တီနဲ့ဘယကိုကွဲပြားစွာလုပ်ပါဥဏီတို့လို့မလုပ်ပါနဲ့လို့ပြောကြင်ပါတယ်နော်ဂုံမှန်ဆိုတာဘယ်လိုမျိုးလဲဖေယျ တပည့်တော်မေးလျှောက်တာ၃ချိန်၄ချိန်ရောက်ပါပြီဖရာတဲ့ဂုံမှန်မဟုတ်ပါဘူးကုံပန်ဖြစ်ပါတယ်နော်ဦးစင်းကမေခွန်းကိုရွေးပြီးဖြေတာမဟုတ်ပဲတွေ့တဲ့မေခွန်းကိုပဲဖြေတာဖြစ်တဲ့အတွက်တချို့မေခွန်းတွေက၃၄ချိန်မေးတာတောင်မှမမြင်ပါဘူးအခုဒီမေခွန်းကိုတောင်မှတိုက်ဆိုင်ပြီးမြင်တာပါအဲ့ဒီအတွက်ဦးစင်းကိုနားလေပေးစေခြင်းပါတယ်ဓတရထဝိရုလကဝိရုပကကုဝေရဆိုတဲ့နမင်းကြီး၄ပါးရှိပါတယ် ုံပန်တွေဟာအဆိုပါနမင်းကြီး၄ပါးတဲ့ကဝိရူလကနမင်းကြီးရဲ့အုပ်ချုပ်ခံတွေဖြစ်ပါတယ်။စာပေမှာကုံပန်ကိုဘလို့ပုံစံတန်ပြတယ်လဲဆိုရင်ကြီးမားသောဝမ်ပိုင်နှင့်ကြီးမားသောဝေးစိပြုကျဲနီမြန်သောမျိုးလုံးရှိသည့်တတဝါလို့ပြပါတယ်။ဒါဟာကုံပန်ပဲဖြစ်ပါတယ်နော်။အရှင်ဖယားမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါမစင်တွေစားလို့ပြောပါတယ်ဖယားအဲ့ဒီဦးလေးဘာဖြစ်မှလဲဖယားတဲ့။ တော်တော်မရိုင်းတာပဲနော်မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဓာန်ကြီးဆယ်ပါတင်းရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒါတို့မှာဖော်ပြထားပါတယ်အဲ့ဒီဓာန်ကြီးဆယ်ပါကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်တကြံတန်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်းနှစ်ပစ္စည်းဥစ္စာများအကြောင်းအမျိုးမျိုးဖြင့်စုပ်ယုပ်ပျက်စီးခြင်း၃ ခန္ဓာကို ခြေပြက်လက်ပြက်စသည့်ဖြစ်ခြင်း၄။မျက်စိကွယ်ခြင်း၊နူနာဆွဲခြင်း၊လေငန်းဖြတ်ခြင်းစသောအနာရောဂါများခံစားရခြင်း၅။ယူသွခြင်းတို့ရောက်ခြင်း၆။ရာထူးဌာနန္တရာများဖယ်ရှားခံရခြင်း၇။ကြံတန်းသောဆွဆွဲမှုများကိုခံရခြင်း၈။မိမိ၏မိခိုအားထားရာ ဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်း၉ စီးစိမ်ဥစ္စာများဆွေးမြေ့ပျက်စီးခြင်း30တည်ပြီးသည့်နောက် အပေငရဲတို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမိဘကိုစော်ကားခြင်းကြောင့်တင့်ရောက်မိဒဏ်ကြီးဆယ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့เนาะကုသိုလ်အကုသိုလ်တွေကိုပယ်တတ်နိုင်ကြတဲ့ဖခင်နဲ့ယဟန်တာတွေဟာဝတ်ကိုကြတော့ဘာကြောင့်မပယ်နိုင်တာလဲမပယ်ကြတာလဲဖုံဖုံတဲ့ဝတ်လို့ပြောလိုက်ရင်တချို့က အကုသိုလ်ဝိကိုပဲမြင်တတ်ကြပါတယ်ဝိဆိုတာကအကုသိုလ်ဝိရဲ့ကုသိုလ်ဝိရဲ့ဆိုပြီးနှမျိုးရှိတာပါဖျားနဲ့ယဟန္တာတွေဟာ အကုသိုလ်ဝိရောကုသိုလ်ဝိရောအကျိုးပေးတာကိုခံရပါတယ်ဖျားအဖြစ်ကိုရတယ်ယဟန္တာအဖြစ်ကိုရတယ်ဆိုတာဟာကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်မကောင်းကျိုးခံစားရတယ်ဆိုတာဟာအကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်ဖျားနဲ့ယဟန္တာတွေဟာကုသိုလ်အကုသိုလ်တွေကိုပယ်တတ်တယ်ဆိုတာဟာ ။နောက်ဘဝမှာပရိသန္တိအကျိုးကိုပေးစေနိုင်တဲ့ဝိပါကဝုဤအကြောင်းဖြစ်သောကာမဝုကိုပဲပယ်တာပါ။ဘဝဘဝများစွာကပြုကျင့်ခဲ့တဲ့ကာမဝုဤအကြောင်းဖြစ်သောဝိပါကဝုအကျိုးတွေကိုမပယ်ပါဘူး။ဒါကြောင့်ဖယားနဲ့ယဟန္တာတွေဟာဝုကိုခံရတာဖြစ်ပါတယ်။နားလည်ပါစေနော်။လေသိင်ခြေကိန်းတသိင်ကကြုံဒီပင်ခြေရင်ဝစင်ခလုံး ယာဒိတောမြေမိမခာကြုံစုပန်နေလာပြေနွေကဆုံမဟာတဂရိ68ကြုံလုံးပိနေတော်သာမောယကုံမေတော်ဝန္တိုင်နှုတ်ပိုက်ချောင်းုံဖွာမြင်နေလာပြေနွေကဆုံး tây tô nê ta gari chôn uru vê la ta xoa ya go, xiang xuê ngã xê nê nê phong bông bồ đà nê la biê nuôi ca sôn tây lê nê ta gari chôn kỳ ca bê nã choa miang khô lô bồ đà huyên ဟောလန်ဖုံဖုံပြန်လဲတွေးလာပြေຫນွေတဆုံရှား48တက္ကရိကျုံမန္လာမင်းတို့အင်းချင်းရကုန်ဘဝဇသိန်ပြញ្ញရာလုံးနိဗ္ဗာန်၏လာပြေຫນွေတဆုံအရှင်ဖယားဒီခေကြီးထဲမှာယဟန္တာဆိုတာရှိနိုင်ပါသလား ယဟန်ခံကြတဲ့သူတွေပေါများပေမဲ့ယဟန်တာဖြစ်ဖို့မလွယ်ဘူးလို့တတိတော်ယူဆပါတယ်အမားပါရင်ခွင့်လွတ်ပါအရှင်ဖရာတဲ့ယဟန်တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင့်ပုဂ္ဂိုလ်ပဲဖြစ်စေသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကိလေသာအပိတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန်တာပဲဖြစ်ပါတယ်ဒီခေတ်ကြီးထဲမှာယဟန်တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဖရာဟောကြားထားတဲ့ မက္ကင်ရှင်ပါအကျင့်မြတ်တရားရှိနေသေးသေး၍ထိုမက္ကင်ရှင်ပါအကျင့်မြတ်တရားကိုကျင့်သုံးလိုက်နာတဲ့သူတွေရှိနေသေးသေး၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ်ဒီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မက္ကင်ရှင်ပါအကျင့်မြတ်တရားတွေလည်းရှိနေသေးတယ်လို့ထိုမက္ကင်ရှင်ပါအကျင့်မြတ်တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာရှိနေနိုင်ပါသေးတယ်နော်သို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ဖော်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့် ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါလေနားလဲပါစေနော်အာဘီပြန်ပေးပါဖေယလူပြိုတယောက်ကအပြိုတယောက်ကိုစနောက်ပြီးချဲပေါက်မှခေါတီးအောင်မယ်လို့ပြောတာဟာအကုသို့များလားနဲလားဖေယတဲ့လူတွေဟာနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကို အကုသို့မဖြစ်အောင် ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲပါတယ်အဲ့ဒီလိုနှုတ်နဲ့ပတ်သက်ပြီးနှုတ်ကိုအကုသို့မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့လူနဲလို့လည်းပဲ နှုတ်ကြောင့်သည်လက်ကြောင့်ကြီးဆိုတဲ့အတိုင်းနှုတ်ကြောင့်ဒုက္ခရောက်ကြတဲ့လူတွေများစွာရှိပါတယ်။ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကနှုတ်နဲ့ပတ်သက်ပြီးရှောင်ရှားရမိဝစီဒုသရိုက်၄ပါးဆိုတာကိုဟောကြားခဲ့ပါတယ်။အဲ့ဒီဝစီဒုသရိုက်၄ပါးကဘာဒီလဲဆိုရင်၁မုဒါဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်း၂ပိတုနာဝါစာကုံချောသောစကားကိုပြောဆိုခြင်း၃ဖရုဒဝါစာကြံတန်းသောစကားကိုပြောဆိုခြင်း၄ တန်ဖတ်ပလာပဝါစာတင်ပြင်းသောစကားကိုပြောဆိုခြင်းတို့ပဲဖြစ်ပါတယ်သူတစ်ပါးသားသမီးကိုနှမချင်းမစာမနာချဲပေါက်မှခေါ်တီးအောင်မယ်လို့ပြောတာဟာအဆိုပါဝစီဒုသရိုက်လေးပါးတဲ့ကဖရုဒဝါစာကံဖြစ်တာကြောင့်အကုသို့များပါတယ်ဒါကြောင့်ဒီလိုစကားမျိုးတွေကိုမပြောမိကြပါစေနဲ့နော်အရှင်ဖယအိမ်တဲအိမ်မှာအလှတစ်ခုလှုပ်ရင်တန်ဃာတော်တွေပရိတရားတော်ရွတ်ဖတ်နေစဉ်တရားနာတဲ့လူက လိုက်ပြီးရွတ်နေရင်ရွတ်နေတဲ့တန်ခါတော်တွေအပတ်တင့်တယ်ဆိုတာ ဟုတ်ပါသလားဖရားတဲ့ယဟန်တွေက လူသားမဏေတွေနဲ့အတူ ပုတ်ပြန်စာချတာတို့ပုတ်ပြန်စာရွတ်တာတို့မလုပ်ရပါဘူးပုတ်ပြန်စာချတာတို့ပုတ်ပြန်စာရွတ်တာတို့လုပ်မယ်ဆိုရင်ဗဒသောဓမသိခာဘုရားသုဒ္ဓပါစိအပတ်တင့်ပါတယ်အဲ့ဒါကိုထောက်ဆပြီးတော့တန်ခါတော်တွေပြည့်ရွတ်တဲ့အခါမှာ နောက်ကလိုက်မရွတ်ကောင်းဘူးလို့တားမြစ်ကြတာဖြစ်ပါတယ်။ဆိုင်တော့မဆိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်တန်ဃာတော်တွေပြည့်ရွတ်တယ်ဆိုတာကပုံပြန်ချနေတာမဟုတ်ပါဘူး။တရားချင်းမြင့်နေတာဖြစ်ပါတယ်။ဒါကြောင့်နောက်ကလိုက်ရွတ်လို့တန်ဃာတော်တွေမှာအာဘတ်မတင်နိုင်ပါဘူး။အဲတိုးတော်လဲပဲဒီနေရာမှာတတိထားရမှာတခုကမိမိဟာတရားနာပရိသတ်ဖြစ်ပါတယ်။အဲ့ဒီလိုတရားနာပရိသတ်ဖြစ်တာကြောင့်နောက်ကလိုက်မရွတ်ပဲနာကြတာပဲကောင်းပါတယ်နော်။ အမျိုးသမီးများဖျားဆင်းတုတော်များကိုထိတ်ကန်ပြီးရေတပ်ပယ်တဲ့အခါမိမတွေကဖျားကိုမထိကောင်းဘူးအပြစ်ဖြစ်တတ်တယ်လို့ပြောနေကြပါတယ်မှန်မှန်မှန်ဖြေကြားပေးပါစရာတော့တဲ့ဒါကဘာမှနားမလည်ပဲနဲ့အမျိုးသမီးတွေကိုနှိမ်ပြီးပြောတဲ့စကားပါနော်မြတ်စွာဘုရားဖျားဖြစ်ပြီလို့ကပိလဝုနေပြည်တော်ကိုပြန်ကြွားတဲ့အခါမှာလူဘဝတုန်းကဇနီးတော်ဆက်ခဲ့တဲ့ရတောရယာအမျိုးသမီးဤအဆောင်ကိုကြွားပါတယ် အဆောင်ကိုရောက်တဲ့အခါမှာရတောတရားအမျိုးသမီးဟာမြတ်စွာဘုရားဤခြေတော်ကိုလက်နဲ့ထိကင်ပြီးငိုကြွေးတယ်လို့ဆိုပါတယ်။စဉ်းစားကြည့်ပါအမျိုးသမီးတွေဟာဘုရားကိုထိလို့မရဘူးဆိုရင်အဲ့ဒီနေရာမှာမြတ်စွာဘုရားဟာတားမှာဖြစ်ပါတယ်။အခုတော့မတားတဲ့အပြင်မြတ်စွာဘုရားဟာခွင့်ပြုတော်မူပါတယ်နော်။တတ်တော်ထင်ရှားဘုရားရှင်ကိုတောင်မှအမျိုးသမီးတယောက်ကထိကင်ပြီးငိုကြွေးသေးရင်ဘုရားစင်တုတော်များကကုသိုလ်စိတ်နဲ့ထိကင်ပြီးရေသက်ပေတာဟာ ။ဘာအပြစ်မှမဖြစ်ပါဘူး။ကုသိုလ်ပဲရပါတယ်နော်။အသက်20ပြည့်လို့ယဟန်ခံပြီးဆို ပါရာဇိကကြပြီးသားယဟန်ပါရင်အဲ့ကိုရင်ယဟန်မဖြစ်ဘူးဆိုတာ ဟုတ်ပါသလားဖရာတဲ့။တန်ခါအရေးအတွက်ပြည့်မိတယ်ဆိုရင်တော့ယဟန်ဖြစ်ပါတယ်။တန်ခါအရေးအတွက်မပြည့်မိဘူးဆိုရင်တော့ယဟန်မဖြစ်ပါဘူးနော်။နားလည်အောင်ပြောရမယ်ဆိုရင်မိစိမဒေတာအိန္ဒိယနိုင်ငံမှာ ယဟန်ခံမယ်ဆိုပါကအ ਨੇ ဆုံးတန်ခါ၁၀ပါးရှိမှယဟန်ခံလို့ရပါတယ်မြန်မာနိုင်ငံလိုပစ္စံတရိပ်ဒေသမှာတော့ယဟန်ခံမယ်ဆိုပါကအ ਨੇ ဆုံးတန်ခါ၅ပါးရှိမှယဟန်ခံလို့ရပါတယ်မဇိမဒေသအိန္ဒိယနိုင်ငံမှာတန်ခါ၁၀ပါးနဲ့ယဟန်ခံမယ်ဆိုရင်အဆိုပါတန်ခါ၁၀ပါးတည်းကတဘာဘာပါရာစီကကြာနေပါကတန်ခါအရေးအတွက်မပြည့်မီတာကြောင့်ယဟန်လောင်းမှာယဟန်မဖြစ်ပါဘူးเนาะမြန်မာနိုင်ငံလိုပစ္စံတရိပ်ဒေသမှာတော့ တန်ခါ၅ပါးနဲ့ယဟန်ခံမယ်ဆိုရင် အစိုးပါတန်ခါ၅ပါးတဲကတဘာဘာပါရာဇိကကြံ့နေပါကတန်ခါအရေးအတွက်မပြည့်မီတာကြောင့်ယဟန်လောင်းမှာယဟန်မဖြစ်ပါဘူးဒါကြောင့်ဘယ်သူကပါရာဇိကကြတယ်မကြဘူးဆိုတာကိုမသိနိုင်တဲ့အတွက်ကြောင့်ယဟန်ခံတဲ့အခါမှာတန်ခါများများပြင့်ပြီးယဟန်ခံတာဟာပို၍အကောင်းဆုံးဖြစ်ပါတယ်နော်အရှင်ဖယားတေဆုံးသွားတဲ့လူဟာခုနှစ်ရက်မပြည့်ခင် သူ့အိမ်မှာပဲရှိနေတယ်ဆိုတာ ဟုတ်ပါသလားဖယား ဖြေးချပေးပါအရှင်ဖရာတဲ့တချို့ကလူတယောက်တည်သွားပြီဆိုရင်အဲ့ဒီတည်သူရဲ့ဝိညာဉ်ဟာအိမ်မှာခုနှစ်ရက်ရှိနေတယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီအယူဟာအန္တရာဘဝဒိဋ္ဌိအယူဖြစ်ပါတယ်အန္တရာဘဝဒိဋ္ဌိအယူဆိုတာဈာကာလဘဝတစ်ခုရှိတယ်ဆိုတဲ့အယူကိုပြောတာပါအဲ့ဒီအန္တရာဘဝဒိဋ္ဌိအယူဟာလွဲမာတဲ့မိစ္ဆာဒိဋ္ဌိအယူဖြစ်တာကြောင့်ထေရဝါဒဗုဒ္ဓဘာသာအယူနဲ့ဆက်ကျင်ပါတယ် သုတိနဲ့ပရိသန္တိဆိုတာတစ်ဆက်တည်းဖြစ်တာပါသုတိဆိုတာကတေတာကို ပြောတာပါပရိသန္တိဆိုတာကနောက်တစ်ဖန်ပြန်ပြီးမွေးဖွားတာကိုပြောတာပါကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်ဥပုံနဲ့ဘုံမှာဖြစ်ပါမယ်အကုသိုလ်ကံရဲ့ထောက်ပံ့မှုနဲ့ပရိသန္တိဖြစ်မယ်ဆိုရင်ငရဲပြိတ္တာတရိစ္ဆန်အတုတကယ်ဆိုတဲ့အပယ်လေးဘုံမှာဖြစ်ပါမယ်ဒါကြောင့်လူဟာသိပြီးရင်ဝိညာဉ်ဘဝနဲ့အိမ်မှာခုနှစ်ရက်နေတယ်ဆိုတဲ့အယူဟာလွဲမှားတဲ့အယူဖြစ်ပါတယ်နော် Yeah.